ရင်ပြည်နယ်မြဝတီမြို့အမှန်ငါးရက်ကွာမြို့အဝင်လမ်းဟောင်းရှိမဟာစီသာသနာရိပ်သာဖုံတော်ကြီးကျောင်းမှာအယုံဆုံးအတွက်လှူဒန်းနေခေါဆွဲကျော်စားမိရာကနေဥပစဉ်ကိုရင်ကလေးအပါဝင်33အစာစိတ်တင်ပြီးဝမ်းသွောအော့အန်မှုဖြစ်ပွားခဲ့တယ်လို့11 Media Group ရဲ့မြဝတီမြို့သတင်းတောက်ကသတင်းပေးပို့ထားပါတယ်။ လက်ရှိမှာလူနာတွေကိုမြောက်ဒီစေယုံတို့တင်ပို့ကူတာလိုက်ရတယ်လို့သိရပါဗျ။မနက်အာယုံစွန်စပြီးနနက်9နာရီလောက်မှာကိုရင်လေးတွေအန္တရာယ်ကြောင့်စေယုံပို့လိုက်ရတယ်လို့မြို့နယ်သာသနာ့ရေးဦးစီးမှုကအခုလိုပဲပြောပါဗျ။မနေ့ကည6နာရီလောက်ကကလေးကအဲခေါက်ဆွဲကြိုးတွေပေါ့တက်ကတ်ထားတယ်ပြောတယ်။ကျောင်းတက်ပို့ထားတဲ့အာယုံတွေပေါ့နော်။အော်ဟုတ်ကဲ့။အဲ့တော့အဲ့ဒီကနေတော့ကြာနေလို့ဖြစ်နေတာပေါ့။အဲ့လိုဥစ္စာကိုမနေ့မိုးလေးမှဖုံးနေနောက်ပြီးတော့လူထဲမှာလည်းဆက်ပြီးတော့ ဆုံးခံပြီးတော့မှအိတ်တကားလောင်းနဲ့ဆုံးနဲ့ဟလာရောပြီးဖုံးနေအဲ့တော့ဘရားဖြစ်တယ်ဆိုတာကိုတော့တိကျကျွန်တော်ကဟိုသုံးသက်လို့မရဘူးတော့เนาะဆေးရုံတရာကုတရာမှာကိုရင်သုံးပါကလေးငယ်၄ဦးမှာကလေးဆောင်မှာဆေးသွင်းထားပြီးဦးစင်း၅ပါးလူကြီး၈ဦးပါပြီးခေါဆွဲကြောက်ဆိုတာထက်ရေုပ်စီကြောက်ဖြစ်နိုင်တဲ့အတွက်စမ်းသက်စစ်ဆေးဖို့ဆောင်ရွက်ထားတယ်လို့မြဝတီဆေးရုံကတာဝန်ရှိသူတို့ကပြောပါတယ်